အခုလာမဲ့စစ်ကောင်စီကကျင်းပမဲ့အထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့အတွက်ရခိုင် Nationality Party ၊ရခိုင်တိုင်းရင်းသားများပါတီဆိုတဲ့အမည်တစ်နဲ့ရွေးကောက်ပွဲပါဝင်ရှင်ပြိုင်ဖို့အတွက်လျှောက်ထားတဲ့ပါတီတစ်ခုရှိလာနေတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပြောဆိုလာပါတယ်။ဒီလိုအစ်စ်လျှောက်လာတဲ့ပါတီကိုစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်စီမှနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှအသုံးအရနိုင်ငံရေးပါတီဖြစ်ခွင့်ရရှိရေးအတွက်ကိုဝင်ရောက်လျှောက်ထားလာတာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ရခိုင်တိုင်းရင်းသားများပါတီကိုကြောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်းဥပရှိန်ကဥဆောင်ကလောက်ဆောင်နေတာဖြစ်တယ်လို့ရခိုင်ပါတီအတိုင်းဝိုင်းတွေကတုံ့တက်ပြောဆိုနေတာတွေရှိနေကြပါတယ်။အဲ့ဒီပြောဆိုမှုတွေကို CNA အနေနဲ့တည်ပြုနိုင်ဖို့အတွက်ကြောက်ဖြူမျိုးနဲ့ပြည်သူ့လွှတ်တော်အမတ်ဟောင်းဥပရှိန်ကိုဖုံးဆက်တွေမေးမြန်းခဲ့ပေမဲ့ဖုံးဆက်တွေလို့မရရှိခဲ့ပါဘူး။စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတော့ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလအတွင်းမှာအပိုင်းလေးပိုင်းခွဲခြားပြီးတော့ကျင်းပမယ်လို့မက်လ29ရက်နေ့မှာကြောက်ရောက်ခဲ့တဲ့နှစ်80ပြည့်တက်မတော်နေ့အခမ်းအနားမှာပြောဆိုထားခဲ့ပါတယ်။ လက်ရှိအရခတ်တတော်ဟာရခိုင်ကမြို့နယ်၁၄ခုကိုအပိတက်တိမ့်ပိုက်ထိမ့်ချုပ်ထားတာကြောင့်စစ်ကောင်စီရွေးကောက်ပွဲကိုရခိုင်ဒေသမှာကျင်းပပြုလုပ်နိုင်မှာဆိုတာမဖြစ်နိုင်ဘူးလို့လဲရခိုင်နိုင်ငံရဲ့အတိုင်းအဝိုင်းတွေကတုံ့တက်ပြောဆိုမှုတွေလည်းရှိနေကြပါသေးတယ်။